မင်္ဂလာပါရှင် ကျမကတော့ချီချူဆက်မဒီပီပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးမှာပါ ARI တိုင်းသာပေါင်းမြို့နယ်မှာရှိတဲ့ခြေရွာတချို့ကဒေသခံတွေဟာပသိအပါဝင်တခြားဒေသတွေစီကကုန်ပစ္စည်းမှာယူဖို့ခြေရွာအုပ်ချုပ်ရေးမှုကိုငွေပေးပြီးထောက်ကန်စာ ယူနေရတယ်လို့ဒေသခံတွေစီကသိရပါဗျ။ တာပေါင်းမြို့နယ်တရက်ကုံကျေးရွာအုပ်စုကကုံစုံရောင်းဝယ်လုပ်ငန်းရှင်တွေဟာပသိန်းတာပေါင်းရေကြီးစားတဲ့မြို့နယ်တွေကနေကုန်ပစ္စည်းမှာယူရမှာဂျွန်လ20ရက်ကစပြီးကျေးရွာအုပ်ချုပ်ရေးမှူးစီကထောက်ခံစာယူကမှာယူရောင်းချနေရတယ်လို့ဆိုပါတယ်။ဒီကြိမ်ဈေးမှရင် ထောက်ခံစာတစ်ခါလုပ်ရပြီးထောက်ခံစာတရွက်ကို9000ပေးရတယ်လို့ကုန်မျိုးစုံရောင်းဝယ်ဆိုင်ဖွင့်ထားတဲ့ဒေသခံကပြောပါတယ်။ တရက်ကုံကျေးရွာအုပ်စုထဲမှာကျေးရွာဆေးရွာပါဝင်ပြီးအရခတ်တက်တော်အေအေပူပေါင်းတက်တွေနဲ့စစ်ကောင်စီတို့တိုက်ပွဲဖြစ်တဲ့နေရာနဲ့နှီးတယ်လို့လဲဆိုပါတယ်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုက ကုံစီဝယ်ယူခွင့်ထောက်ခံစာလုတ်ခိုင်းတဲ့အပြင်ထောက်ခံစာမလုတ်ပဲကုန်ပစ္စည်းတွေဝယ်ယူလာရင်ဝယ်ယူလာတဲ့ကုန်ပစ္စည်းတွေကိုသိမ်းဆည်းမယ်လို့သတိပေးထားတယ်လို့ဒေသခံတွေကပြောဆိုပါတယ်ရှင် မန္တလေးကနေစကိုင်းကိုဘိန်းဖြူတဲဆောင်ရောင်းဝယ်သူတွေကိုငွေကျပ်3900ကျော်တန်ဖိုးရှိတဲ့ဘိန်းဖြူတွေနဲ့ဖမ်းမိတယ်လို့စစ်ကောင်စီဝါဒဖြန့်သတင်းတွေကဂျွန်လ22ရက်မှာဖော်ပြပါဗျ။မွေးရစေဝါတားဆီးနိုင်နေရဲရဲတွေပါတဲ့ပူပေါင်းဖွဲ့ဟာ ဇွန်လ10ရက်ည7:00နာရီအချိန်စကိုင်းမြို့တကောင်ရက်ကွက်နားမှာမန္တလေးကနေကလေးမြို့ကိုမောင်းနှင်လာတဲ့ကားပေါ်မှာဘိန်းဖြူမှုတ်အလေးချိန်6.93ကီလိုဖမ်းဆီးရမိခဲ့တယ်လို့စစ်တပ်ရဲ့ website CINCDS ကပြောပါတယ်။ဂွေးဆက်စစ်ဆေးဖော်ထုတ်ချက်အရမွေးရဆေးဝါးတင်ပေးသူကြော်ကြီးခေါ်ကြော်မင်းအောင်ကိုအောင်မြေသာဇံမြို့နယ်88လမ်းကကားဂိတ်မှာဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ စစ်စေချက်အရမူရစ်ဆေးလက်ခံထားရှိသူမူရစ်ဆေးလာပို့သူတွေကို ဖမ်းမိခဲ့ပြီးအဲ့ဒီအထက်ကဒေါက်တင်ဦးခေါ်ဒေါအောင်သူ့ရဲ့သားဖြစ်သူဟေးလက်နဲ့ဇနီးအေးအေးအောင်ခေါ်မပီတို့၃ယောက်ဟာအုံကျော်နေမြေရစခန်းကနေပြီးခဲ့တဲ့နှစ်ကမူရစ်အမှုနဲ့အလို့ရှိတရားခံပြေးတွေဖြစ်တယ်လို့ဆိုပါတယ်ရှင်။ ။တရင်းလိုက်အတိုင်းမှာစစ်ကောင်စီက2024ခုနှစ်အတွင်းလေကြောင်းတိုက်ခိုက်မှု66ကြိမ်တက်မနဲ့လှုပ်ဆောင်ခဲ့ပြီး2025ခုနှစ်ဇန်နဝါရီလကနေမေလအထိလေကြောင်းတိုက်ခိုက်မှု135ကြိမ်တက်မနဲ့တိုးမြင့်လှုပ်ဆောင်လာတယ်လို့ FV5 တင်းနိုင်ရဲ့အစင်ကစားအရသိရပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် data တွင်းမှာလေကြောင်းသိပညာပေးတာတွေလှုပ်ဆောင်နေရပါတယ်။ကျွန်တော်တို့လင်းရင်လင်းရင်လာကြပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေကအာကျွန်တော်တို့ဘုခုချင်းတွေကိုကျွန်တော်တို့ ဟုတ်ပြီမယ်ဒါမှမဟုတ်ပြီးရကျွန်တော်တို့အခါပွဲရှင်ရနေရာရကျွန်တော်တို့တော့ကြောင်းလဲဆိုလို့ရှိရင်ဟိုဒါကဟိုကျွန်တော်တို့စိမစိမဖြစ်ခဲ့ဘူးဆိုရင်တော့ကျွန်တော်တို့မှာအခါပွဲရှင်ရဆိုရင်ကျွန်တော်တို့တတ်မဲ့ရမယ်ဒါပေမဲ့အရသာရီကိုတိုင်ကလည်းပြောဆိုလင်းရင်ကိုလမ်းပေါ်ထွေပြီးရဆိုတာလိုက်ချင်းနေတဲ့လိုက်ချင်းနေကြတဲ့လိုက်ချောင်းနေကြတဲ့ဘာလာမဆိုလို့ရှိရင်ကျွန်တော်တို့ပြီးမခင်လောမခင်အခြေအနေတွေနဲ့ဥပင်းရဲ့ထိခိုက်မှုတွေဆုတ်ရှုတ်မှုတွေများလာတယ် 2025ခုနှစ်ဇန်နဝါရီလမှစပြီးလစဉ်စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးတဲ့အရက်သားပြန်မြ9ဦးလောက်ရှိပြီးဒဏ်ရာသူတွေလည်းအများပြားရှိတယ်လို့ F5 တင်းနိုင်ရဲ့တာဝန်ရှိသူကပြောပါတယ်။ထွက်ကြည့်ရမျိုးကြတော့လေရှိရောရှိရင်ကြောက်တဲ့လူတွေကတော့အလုံးစုံတော့သူ့ပေါ်သူ့ပဲဟိုနှိစက်ရောက်ပါတော့။အဲဒါအုတ်ဒီပေါ်ရှင်းအောင်ခုဝင်ဆောင်တော့ကြောက်ပဲမှာ။ဒီကထွက်ကြရတဲ့ကြောင်းရင်းကတော့ဒီအနီးနားမဟုတ်လို့ပေါ့နော်အဲဒါအနီးနားမှာဆိုတော့သူတို့က ပုံပုံကြရတယ်ပေါ့နော်အဲ့ဒီတကယ်တကြီးဆိုတဲ့တန်းငယ်နဲ့အဲဒီလူငယ်ပိုင်းနဲ့အဲဒီလိုကြောက်ကြားလေးတော့ပဲစစ်ကောင်စီဘက်ကလေချောင်းတိုက်ခိုက်မှုတွေတွန်းမြင့်လှုပ်ဆောင်လာတဲ့တင်းနိုင်မြို့နယ်မှာနှီးစနစ်ကြတဲ့ဘုံကိုချင်းတွေရှိဖို့ဒေသခံတွေကိုပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကစီမံချက်မှတ်ဖို့လိုအပ်တယ်လို့ဒေသခံတွေကပြောပါတယ် နိုင်ပဲကိုဘကူတူကြာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာမှဆိုဥယျာဉ်ဝင်ပါဝင်ရဲဆိုတော့လေဟိုသူ့အနေနဲ့သူတော့အလို့ရှုံနေတာဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းတော့တကောင်တော့ခဲပေါ်ဆိုသူ့ရဲ့သူ့ရဲ့သူ့ဘက်သူ့ပြကြတာဆိုတော့လေအဲဒီတော်တော်ကြောင့်မလို့ခုနမျိုးပေါ့အဲလိုက်ပြီးတော့ကျမပြေးဖို့လိုတော့တကယ်ဒီမျိုးပြေးပြေးဆိုဆိုဖြစ်ချင်တော့အဲဟိုလိုရဲ့ကြီးဖွဲ့တွေကနေပြီးတော့ကျမပြေးရင်တော့ဖြစ်လာနိုင်မှတဲ့ ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလကလေးကစစ်ကောင်စီတပ်နဲ့ဒေါ်လိုင်းတပ်တို့တိုက်ပွဲဖြစ်ပွားတာနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင်းတင်းနိုင်မြို့နယ်တွင်းကတိန်ခွန်ထုံးခါချောင်းနှပေါင်ကွန်ဒီတော်သဲဖြူတာပလက်ဝါချံပါရေဖြူစတဲ့နီနာကြည့်ရကဒေသခံတွေဟာရွာလုံးကျွတ်ထွက်ပြေးတိန်ရှောင်နေရတယ်လို့ FV5 တင်းနာရီရဲ့အစီအကံလာရသိရပါတယ်ကျွန်တော်အောင်ခံပါ ရီမေနိုင်ငံကဟူတီတွေဟာဂါဇာကမ်းမြောင်အီရန်နဲ့ပါလက်စတိုင်းတို့မှာစီးလုံးညီညွတ်မှုကိုပြသဖို့ရီမေမျိုးတော်စာနာနဲ့တခြားနေရာလေးအကျော်မှာလူမှုစုဝေးပွဲကြီးတွေပြုလုပ်ခဲ့ကြပါတယ်။သူတို့ဟာမကြသေးမီကအစ္စရေးဘက်ကပြုလုပ်ခဲ့တဲ့တိုက်ခိုက်မှုတွေကိုရှုတ်ချခဲ့ပါတယ်။ဆန္ဒပြသူတွေကအစ္စရေးနဲ့အမေရိကန်တို့ရဲ့ရာဇဝတ်မှုတွေကိုဆန့်ကျင်ပြီးဂါဇာကမ်းမြောင်နဲ့အီရန်တို့အပေါ်သစ္စာမဖောက်နဲ့ဆိုတဲ့ဆောင်ပုဒ်ကိုဂိုင်းဆောင်ခဲ့ကြပါတယ်။ ဒေသတွေတင်းမာမှုတွေပြင်းထန်လာတာကြောင့်ဂါဇာနဲ့အီရန်အစိုးရတို့ကိုထောက်ခံကြောင်းဟစ်ကြွေးခဲ့ပါတယ်။ပါလက်စတိုင်းနဲ့အီရန်အလံတွေကိုလွှင့်တင်ရင်းအီရန်ရဲ့အရက်ဘက်အဆောင်တွေအခြေခံဆောင်တွေကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုတွေကိုရှုတ်ချတဲ့ကြွေးကြော်သံတွေကိုဟစ်ကြွေးခဲ့ကြပါတယ်။နိုင်ငံတကာလုံရက်တွေကိုချိုးဖောက်နေတာရတံမှုနဲ့အစ္စရေးအတွက်အမေရိကန်ရဲ့စစ်ရေးအကူအညီကိုအဆုံးသတ်ဖို့ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပါတယ်။ ီရန်အစ္စလာမ်သမ္မတနိုင်ငံကိုတက်ခိုက်ခြင်းဟာရေကြောင်းလမ်းတွေကမ္ဘာလုံးဆိုင်ရာစီးပွားရေးစီမံကိန်းတွေကိုအန္တရာယ်ဖြစ်စေနိုင်ပြီးနိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုအပြင်းအထန်ချိန်ချောက်လာနေပြီလို့ဟူတီရဲ့ပထမလက်ထောက်ဝန်ကြီးချုပ်မိုဟာမက်မူဖ်တက်ကပြောပါတယ်ရှင်ဒီပြည်ယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆမ်းမဂျေဆုတင်ပါတယ်ရှင်